ြောက်ကလာပနှစ်ချင်းခရိယံအသိန်းတော်တနစ်တာစံစာဖတ်ခြင်းအစီအစဉ်မှကြိုဆိုပါရစေ။ဟေရှာယအနာဂတိကျမ်းအခန်းကြီး59ကြည်ရှုလောသာရဖျားသည်မကယ်မတင်နိုင်အောင်လက်တော်တူသည်မဟုတ်မချားနိုင်အောင် နားတော်ထိုင်းသည်မဟုတ်တင်တို့ဒုစရိုက်သည်တင်တို့ကိုဖျားသခင်နှင့်ကွာစေပြီးကြားတော်မမူစေခြင်းငှာ သင်တို့အပြစ်သည်မျက်နာတော်ကိုလွှဲစေပြီး သင်တို့လက်သည်အသွေးနှင့်၎င်းလက်ချောင်းတို့သည်ဒူးစိုက်နှင့်၎င်းညှဉ်းညူးကြ၏သင်တို့နှက်ခမ်းနှင့်ရှာအားဖြင့်မူသားစကားအတ္တမစကားကို ပြောတတ်ကြ၏တရားကိုအဘယ်သူမျှမရှာတစ္ဆာကိုအဘယ်သူမျှမဆောက်အနန္တကို ကိုးစား၍မူသားစကားကိုပြောတတ်ကြ၏မကောင်းသောအကြံကိုပြိတ္တရေယူ၍အတ္တမအမှုကိုဖွာကြ၏ ူတို့သည်မွေစိုး၏အဥတို့ကိုဝွေ၍ပေါက်စေကြ၏ပင့်ကူအမွေးကိုလည်းရက်ကြ၏သူတို့ဥများကိုစားသောသူသည်သေတတ်၏အဥကိုခွဲလျင်မွေစိုးပေါက်တတ်၏သူတို့ရက်သောအမေးဖြစ်အဝတ်ကို မလုရကိုအကျင့်နှင့်ကိုကိုမခြုံရကြသူတို့ပြုသောအမှုသည်အာတမအမှုဖြစ်ကြ၏သူတို့လက်၌ကြမ်းတမ်းသောအမှုရှိ၏သူတို့ခြေသည်အာတမအမှုကိုပြုခြင်းငှာပြေတတ်ကြ၏ အပြစ်မရှိသောသူ၏အသက်ကိုတတ်ခြင်းငှာလှင်မြန်၏သူတို့အကြံသည်အတ္တမအကြံဖြစ်၍သူတို့သွားရာလမ်း၌ပျက်စီးခြင်းနှင့်ဒုက္ခဆင်းရဲခြင်းရှိ၏ချမ်းသာလမ်းကိုသူတို့မသိကြသူတို့သည်ခยีသွားရာတွင်တရားမပါမိမိတို့သွားစရာဖို့ကောက်သောလမ်းတို့ကိုပြင်ဆင်ကြပြီလိုက်သွားသောသူမြည်သည်ကချမ်းသာကိုမသိရာထို့ကြောင့် ဖြောင်းမတ်စွာစီရင်ခြင်းသည်ငါတို့နှင့်ဝေး၏တရားသည်လည်းငါတို့ကိုမမိအလင်းကိုမျောလင်းသောအခါရှင်းလင်းခြင်းမရှိ ရောင်ချီကိုမျောလင်းတော်လဲမှောင်မိုက်၌သွာလာရကြ၏မမြင်နိုင်သောသူကဲ့သို့နံရံကိုစမ်းသက်ရကြ၏မျက်စိမရှိသောသူကဲ့သို့စမ်းသက်ရကြ၏ညအချိန်၌ဖြစ်သကဲ့သို့မွန်းတဲ့အချိန်၌ထီမီ၍လဲကြ၏ ီးစိန်ကိုခံစားလျက်တေသောသူကဲ့သို့ဖြစ်ကြ၏။ငါတို့ရှိသမျှသည်ဝန်ကဲ့သို့မြည်တမ်း၍ဂျိုးကဲ့သို့ညှဉ်းညူကြ၏။တရားစီရင်ခြင်းကို မျှော်လင့်၍မရကြ။ကဲတင်ခြင်းကျေးဇူးကိုမျှော်လင့်တော်လဲငါတို့နှင့်ဝေးလာ၏။ငါတို့အပြစ်တို့သည်ရှေ့တော်၌များပြားကြ၏။ဒုစရိုက်သည်ငါတို့တစ်ဖက်၌တတ်သိခံကြ၏။ကိုအပြစ်တို့သည်ကိုကိုဆွဲကတ်လျက် ကိုပြုမိသောဒုစရိုက်များကိုကိုတိကြ၏။ထာရဖျားကိုပြစ်မှားခြင်းငင်းပယ်ခြင်းကိုပြု၍ငါတို့ဤဖျားသခင်ကိုစွန့်ကြပြီ။ညင်းဆဲသောစကားပုံကန်သောစကားကိုပြောခြင်းမဟုတ်မမှန်သောစကားကိုအောက်မေ့၍စိတ်နှလုံးထဲကမွတ်ဆိုခြင်းကိုပြုကြပြီ။ဖြောင်းမတ်စွာစီရင်ခြင်းသည်ဆုတ်သွားပြီ။တရားသည်အဝေးကရက်၍နေ၏။တစ္ဆာသည်လမ်း၌လဲပြီ။ဖြောင်းသောသဘောမဝင်နိုင်ရာ တစ္ဆာသည်ပြက်ခဲ့ပြီးဒူးစရိုက်ကိုရှောင်တော်သူသည် လူယူခြင်းကို ခံရ၏ထိုအမှုကိုသာရဖျားသည် မြင်လင် တရားမရှိသောကြောင့်မုန်းတော်မူ၏လူတယောက်မျှမရှိသည်ကို မြင်တော်မူ၏တောင်းမှန်သောသူတယောက်မျှမရှိသည်ကိုအံ့ဩတော်မူ၏ထိုကြောင့်မိမိလက်တော်သည်မိမိအဖို့ကဲတင်ခြင်းအမှုကိုပြု၍မိမိဖြောင့်မတ်ခြင်းတရားသည်မိမိကို ထောက်ပင့်၏ဖြောင်းမတ်ခြင်းတရားသည်ဟူသောယင်ကြက်ကို ဝစ်စင်၍ကဲတင်ခြင်းသည်ဟူသောတန်ခမောက်လုံးကိုစောင်းတော်မူ၏အပြစ်ပေးခြင်းအဝတ်ကို၎င်းစိတ်အားကြီးခြင်းဝတ်လုံးကို၎င်းယူတင်ဝတ်ဆောင်တော်မူ၏သူတို့အကျင့်အတိုင်းအကျိုးအပြစ်ကိုဆက်ပေးတော်မူမည်ရံဘက်ပြုသောသူတို့အားအမျက်တော်ကို၎င်းရံသူတို့ခံထိုက်သည့်အတိုင်းအပြစ်ကို၎င်း တကြုံတနိုင်ငံသားတို့အားအကျိုးအပြစ်ကို၎င်းဆက်ပေးတော်မူမည်ထို့ဖြစ်၍အနောက်မျက်နှာသားတို့နှင့် နေထွက်ရာအရက်သားတို့သည်ထာရဖျားဤနာမတော်နှင့်ဘုံတော်ကိုယူတည်ကြလိမ့်မည်ရန်သူသည် ရေလွှမ်းအမှုတကဲ့သို့ဝင်သောအခါ သာရပြာ၏ဝိညာဉ်တော်သည်စီးတားတော်မူမည်။သာရပြာမိန်တော်မူသည်ကရွေးနှုတ်သောသခင်ဇီးုံတောင်ပေါ်သို့ကြွ၍မတရားသောအမှုမှလွှဲသောယာကုတ်အမျိုးသားတို့ရှိရာသို့ရောက်လက်တံသူတို့၌ငါကိုယ်တိုင်ပေးသောဗရိညင်တရားဟုမူကားတင်ဤအပေါ်မှာကျင်းဝတ်သောငါဤဝိညာဉ်နှင့်တင်ဤနှုတ်၌ငါထားသောစကားသည်ယခုမှစ၍ကာလအစဉ်အဆက်တင်ဤနှုတ် တင့်အမျိုးအနွယ်ဤနှုတ်နှင့်တင့်အမျိုးအနွယ်ဤအမျိုးအနွယ်ဤနှုတ်ထဲကမထွက်မပြောက်ရဟုသာရဖျားမိန်တော်မူ၏။ကြားနာသူအယောက်စီတိုင်းကိုဖျားသခင်ကောင်းကြီးပေးပါစေ။ ုကိယနာမေတ္တာရုံကြောဝပြည့်စုံတော်မူသောဘုရားသခင်ကျေးဇူးတော်ကြည်လပါတိဝန်ခံ၍အထံတော်အသူတိုးဝင်ကြပါ၏။ယနေ့ခံယူတိဆောက်သောအသက်တာတို့၏ကောင်းမြတ်ခြင်းတွေဟာဘုရားသခင်ကျေးဇူးတော်သာလျှင်ဖြစ်ပါလေ။ဘုရားပူရောလက်တော်မှာလာသောကျေးဇူးတော်ဟာကျွန်တော်အသက်တာမှာလွန်လောက်လေရှိပါလေ။ကျွန်တော်ကျွန်မတရားရှိရဲ့အနည်းအစဉ်တိုင်းအသက်ရှင်ခြင်းထဲမှာနားထောင်တတ်တဲ့နားမြောက်ကိုပြီးပါ။ လက်လျှောက်နာခံတတ်တဲ့အတ္တကိုလည်းပြီးပါဒုစရိုက်နဲ့အတ္တမမနာတို့ကြီးကျွန်တော်ဝင့်ကျင်မှာဖုံးလန်းလျက်ရှိတော်လေကိုရိတမတရားနဲ့သစ္စာတရားဒီကျွန်တော်တို့ကိုပြည့်ပြင်းထိကြောင်းလျက်ရှိပါ၏သူကြောင့်ဗျာသူနှုတ်ကပတ်တော်အတိုင်းသွာလာနိုင်ဖို့ကျွန်တော်တို့ကိုမဆာနိုင်ဘူးပါကျွန်တော်ရှင်မအတ္တသည်ဘုရားသခင်ရဲ့ကောင်းမြတ်သောအရာဖြင့်ဖန်ဆင်းထားသောကြောင့်ကောင်းသောအမှုနဲ့ကျင့်နေစီဖို့မဆာပါ ကောင်းသောအမှုကိုဆက်ဆုပ်ရင်းဆိုင်ပြီးမတရားသောအမှုမမှန်သောအမှုဘုရားသခင်ရှိတော်မှာနှစ်သက်ဖွယ်မှာဖြစ်တဲ့အမှုရှိသမျှတို့ကိုလေဖေရှားပေးတော်မူပါအလိုလိုဒီကောင်းကင်ဘုံမှာပြည့်စုံတကယ်သူမြေကြီးဘုံမှာပြည့်စုံစီလေဘုရားသခင်နှစ်သက်ဖွယ်အသက်တာဖြင့်ကျွန်တော်တို့ကိုလမ်းပြပို့ဆောင်ပါမိအကြောင်းကေတင်ပိုင်သောရှင်သခင်ယေရှုခရစ်တော်ဖျားဤနာမတော်ကိုမြှိပြလက်ဆုတောင်းဆက်ကအနေကြပါသည်ဖတ်မြတ်စွာဘုရားသခင်အာမင်

။တမီတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဖျားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လျက်တည်ရှိတည်နေပါစေတော်။အာမင်။